ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဦးစိုးနိုင်ပါဟုတ်ပြီ54နှစ်ပါဆရာကြီးအရွှေကောင်းနေနော်ဟုတ်ကဲ့ဆရာရွှေဘိုးသားတွေကြမ်းမာပါဟဲ့ဟုတ်ကဲ့ဆရာရွှေဘိုးကပါရွှေဘိုးအညာစတိုးဆိုင်ဈေးရောက်ပါတယ်တဲ့ဟုတ်ပြီဗျာဆရာကြီးခင်ဗျားတဲ့စီကျိတ်ယောဂာနဲ့တဲ့လေကောင်းယောဂာရှိတဲ့အတွက်တဲ့နေ့စဉ်နဲ့အင်္ဂလိပ်ဆေးများတောက်နေရလို့တဲ့ အားနည်းနဲ့သူတို့ခံစားနေရပါတယ်တဲ့အဲ့မစေးတန်ခံရအောင်ဟုတ်ကဲ့ဆရာကြီးနေ့စဉ်ဘဝမှာတဲ့ဘယ်လိုနေထိုင်စားတောက်ရမလဲတဲ့မေးချင်ပါတယ်တဲ့ဟုတ်ပြီယောဂဘုယောဂတတ္တဘုအကြောင်းလဲတဲ့ညွှန်ကြားပေးပါခင်ဗျာတဲ့ဟုတ်ပြီသူမေးခွန်းနှစ်ခုနော်ဟုတ်ကဲ့ဆရာကြီးနေ့စဉ်ဘဝဘယ်လိုနေထိုင်ရမလဲဟုတ်ကဲ့ယောဂတတ္တဘုပေါ့ဟုတ်ကဲ့အဲ့တော့တကယ်နှစ်ခုအပေါင်းလိုက်တစ်ခုတည်းပဲတစ်ခုတည်းပဲနေ့စဉ်ဘဝမှာကျမ်းမာရေးနေညီညွတ်အောင်နေသွားရင် ကျောရတက်တာမှာပဲ။ဟုတ်ကဲ့ဆရာ။နေ့စဉ်ဘဝမှာကျမ်းမာရေးနဲ့ညီညွတ်ရှင်ပါလေဆိုရင်ရေတံဘူးနဲ့ဒီနေ့ကိုလေးပင်းအထက်တောက်ပါ။ဟုတ်ကဲ့ပါဆရာ။ရေတံဘူးပဲတောက်ပါ။ရေတံနဲ့တောက်ပါ။ဟုတ်။ကော်ဖီတို့လက်ဖက်ရည်တို့မတောက်ပါနဲ့။ဟုတ်ကဲ့ပါဆရာ။အကျွတ်ကျော်မှန်သမျှအီချာကွေးစမူစာဘရာကျော်။ငားကျော်ကြက်ကျော်။ခလေးစားတဲ့အာလူကျော်ငမုတ်ကျော်။အကျော်မှန်သမျှအာလူရလိုက်ပါ။ဟုတ်ကဲ့ပါဆရာ။နော်။အဲ့ဒီအစာကိုအဲ့လောက်ရှောင်လိုက်ရင်ကိုယောဂတိုးသက်သာသွားမှာ။ ဟုတ်ကဲ့ပါဆရာကျောက်ဖယုံသည်ဖရဲသည်ကိုဓာတ်စာအဖြစ်မှတ်မှတ်ရလေးတွဲစားပြီးအကုန်ကြလည်းမများပါဘူးဟုတ်ကဲ့ပါဆရာကျောက်ဖယုံသည်ကိုဟင်းချက်စားမယ်ကျောက်ဖယုံသည်ပြုတ်စားမယ်ကျောက်ဖယုံသည်ကိုတို့စားမယ်ဖရဲသည်အမဲ့ကိုကလေးတွေစားသလိုစားမယ်ဖရဲသည်အကင်လေးတွေဈေးထဲမှာအပေါက်လေးရှိပြုတ်စားမယ်ခြေချက်စားမယ်အဲ့လိုအစာလဲစေးစေးလေးအစာဆိုမြမဝဟာရမြမတိုင်းရင်းစေးပညာရဲ့ အစိုးဥမာကိုနားထောင်ရင်အဲ့ဓာတ်စာနဲ့စာပြီးတော့ပြင်တာပို့ပြီးတော့အမတ်ခံချက်ရှိပါတယ်လို့ဆရာကြီးကတော့အဲ့လိုတော့ပြောခြင်းနဲ့ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကဲဖရာရှင်းကြပါစေဗျာ